တိလိုက် follow channel ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်တို့တူတီဝါသနာရှင်မိတ်ဆွေတွေเนาะအဲကျွန်တော်ညကကျွန်တော် live stream ပေးတဲ့နေရာတော့ကျွန်တော်စာရုပ်ပတ်တီပေါ့เนาะပတ်တီတွေပဲမပြောက်ပတ်တီပေါ့เนาะကျွန်တော်နှလုံးကအဲကျွန်တော်တလုံးအောင်မြင်ခဲ့ဖြစ်ပါတယ်တုံညာပတ်တီအောင်မြင်ခဲ့ဖြစ်ပါတယ်ဂျန်နဲ့ခွန်ပတ်တီတလုံး နော်ရရလိုက်ပါဂျန်နဲ့၄ချိန်ကိုရရစာရုနဲ့လိုက်ပါနော်လုံးဝ60ရာခိုင်နှုန်းတော့ထိအကောင်းနေပါတယ်နော်မနေ့ဖြန်အတွက်နော်ဒါပေမဲ့သူကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့တော်ကနေဖြစ်တဲ့အတွက်သူဘလို့ညံများမလဲပေါ့နော်လူအလိုက်များတယ်ဆိုရင်တော့ဒါသူကြောင်းအောင်အောင်တော့မဟုတ်သေးပါဘူးတကယ်လို့ လူလိုက်တဲ့ပုံမှာပဲမူတီရပဲเนาะဒီပျောက်ကနန်းဆိုတာကเนาะအဲ့တော့တည့်ရလမ်းကြောင်းမှာတော့မနေ့ပြန်ခွန်လာခဲ့လို့ဆိုရင်ထိတ်စီရနဲ့အရင်ဆုံးလာမှာဖြစ်ပါတယ်เนาะအိုက်ဆိုင်လေးကိုကျွန်တော်ပြီးရင်ကျွန်တော်ဆိုင်လေးနဲ့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ကဲဒါဆိုလို့စစ်ကျွန်တော်တို့အခုဒီမှာကျွန်တော်အဓိကကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကို one chain ပေါ့เนาะ one chain လေးနဲ့ကျွန်တော်တို့လုံးပိုင်းအပြီးကြလေးကိုကျွန်တော် ခြားပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်မိတ်ဆွေများပေါ့နော်ဝမ်းကျိန်းနဲ့လုံးဝအပိကြလေးကိုခြားပြပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေများကျွန်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ပါ comment လေးတီးရသေးဘူးဆိုရင် comment လေးတီးထားပါကျွန်တော်ပြောရတဲ့အတိုင်း line ကိုတက်ပြောင်းတက်ပါမယ်နော်အခုဒါ ။နောက်ပြန်ဆိုရင်လည်းကျွန်တော်ညာခင်မတက်ပြည့်ဘူးဆိုရင်မနေ့ခင်းတော့ရအောင်ကျွန်တော်တက်ပေးမယ်နော်။အဲကျွန်တော်ဘက်ကရှေ့ကိုကျွန်တော်ဗီဒီယိုဖိုင်နေစဉ်းစားမပြတ်ကျွန်တော်မိုက်ဆွေတဲ့အတူကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်။နော်။အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားပါပြီးရင် column လေးတီးထားပါလို့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်။ကဲဒါဆိုရင် ကျွန်တော်မိုက်ဆွေများကိုကျွန်တော်20လေးနဲ့စမှာဖြစ်ပါတယ်။ Thank you. ကဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့ရတော့ပတ်တီးပဲအောင်မြင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နက်ပြန်ကို ကျွန်တော်တို့ main goal လေးနဲ့တော့ကျွန်တော်တို့အောင်မြင်အောင်တော့ကျွန်တော်စူးစမ်းထားပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ကြည့်မယ်ပေါ့နော် shit နှလုံးပေါင်း shit သုံးလုံးပေါင်းတော့တုံကြနော်အဲဒီတုံကြဟာဆိုလို့စင် ကျွန်တော်တို့ဒီမှာတုံကြထိတ်လို့ကျွန်တော်တို့ပြပါတယ်နော် ဒါဆိုရင်ကျွန်တော်တို့ဒုတိယကတ်ကိုကြည့်မှာ၄၈ကဏ္ဍ၃လုံးဟာ၃ဖြစ်တယ်၃ဖြစ်တဲ့အတွက်အဲ့ဒီ၃ဟာဟာဒီမှာ၃ထိတ်လို့ပြီးပါတယ်နော်ဒါတော့၄၈၅၃လုံးပေါင်းကြီးဒီ၅ဖြစ်တယ်အဲ့ဒီ၅ကကျွန်တော်တို့မနှက်ပြန်အတွက်ထိတ်လို့ကျွန်တော်တို့ပြရမှာဖြစ်ပါတယ်နော်၅ထိတ်ဖြစ်ပါတယ်ကြဒါဆိုရင် ျွန်တော်တို့ကဒါပြီးခဲ့တဲ့ tracing ကပြီးခဲ့တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့1 1 30ဆိုပြီးတင်းလာနေရစပြီးထွက်တဲ့ tracing ဖြစ်ပါတယ်အဲ့တော့ဒီမှာတစ်ချက်ကသုံးလုံးပေါင်းခြင်းသည်၃ညထိတ်သုံးလုံးပေါင်းခြင်းသည်၃ထိတ်သုံးလုံးပေါင်းခြင်းသည်၅ထိတ်เนาะသုံးလုံးပေါင်းခြင်းသည်၅ထိတ်ဆိုပြီးတော့ကျွန်တော်တို့ရရှိတာပါတယ် ကဲဒါဆိုရင်ကျွန်တော်တို့နော်ဒါဆိုရင်၃ညလုံးပိုင်းနော်၃ညလုံးပိုင်းကို1ချိန်ကျွန်တော်တစ်ချက်ထောက်ပေးမယ်နော်အိုးလော်ဖွားရရလိုက်တာတွဏီတွဏီနဲ့ဒီကြာပဲလာတော့မသိနော်တနည်းပြတဲ့လက်ကလက်ဖွားရပါတယ်ကျွန်တော်တို့ငွေဝင်ဖို့လက်ကီးနမိတ်ကောင်းပါတယ် အဲ့တော့ကျွန်တော်နေနဲ့ကျွန်တော်ဝမ်းကျင်းစာလေးပြမှာဖြစ်ပါတယ်3 1 1ဂရန်၃လုံးပေါင်းခြင်းသည်3 1 1လို့ဂရန်၃လုံးပေါင်းခြင်းသည်9ဖြစ်ပါတယ်9ကိုပါဝါခေါ်3ညဖြစ်ပါတယ်9 3ညအချင်းနဲ့3ည9ဆိုပြီးတက်ကြသွားပါတယ်နော်9 3ညအချင်းနဲ့3ည9လို့တက်ကြရေ၃လုံးပေါင်းခြင်းသည်3ညဖြစ်တဲ့အတွက်3ညထိတ်နော်စိုက်ကောင်းတော့ကျွန်တော်တို့ မချပေးရင်တော့လည်းမပြောတတ်ဘူးပေါ့ဗျာနော်မြင်တာကတော့တော်တော်လေးကိုလှတယ်အဲ့တော့ဒီမှာ၄၅2ခဏန်း၃လုံးဟာတစ်ဖြစ်တယ်တစ်ရဲ့ပါဝါ6ဖြစ်တယ်တစ်6အချင်းနော်တစ်6အချင်းကို၃ပိုင်းနဲ့39ဆိုပြီးတော့ကျွန်တော်တို့ချသွားတယ်ပြီးရင်ကျွန်တော် break ထပ်ပြပေးမယ်နော်အဲ့ဒါဆိုကျွန်တော်မိတ်ဆွေများအားလုံးက ပို့ပြီးတော့သဘောကျသွားလိုက်မယ်နော်ပို့ပြီးတော့ ီရပါလောရမလဲဆိုတာကိုကိုကိုဒီရနေပြီးတော့စင်ကျင်သုံးသက်ဝေခွဲလို့ရသွားလိုက်မယ်ဟုတ်ပြီလားကဲဒါဆိုရင်ကျွန်တော်ကတော့ဒီမှာအဲ့တော့ဒါရှိုးကလည်းတိတ်ရှည်လှင့်မှာမဟုတ်တဲ့အတွက်เนาะဒီကုံစရာလည်းမလိုဘူးခဏတာလေးတော်တင်မှာမိတ်ဆွေတို့အတွက်เนาะအကျိုးရှိမဲ့အရာလေးဖြစ်သွားမယ်ဆိုလို့ဆိုရင်တော့ဒါဒုတိယကိုတကယ်ဝါသနာပါတယ်တကယ်လက်မလွတ်နိုင်သေးဘူးဆိုရင်တော့ကျွန်တော်လိုက်လီကိုတော့ အမြဲတမ်းကြီးစေခြင်း ਨੇ ဘာဖြစ်လို့လဲဆိုတော့အထောက်အကူတစ်ခုတော့ဖြစ်သွားစေခြင်း ਨੇ နောက်ဖြီးအခါမဲ့တွက်ပြနေတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများကြည့်ရုံလေးတစ်ချက်နဲ့နော် subscribe လေးတစ်ချက်နှိပ်မယ်လက်မလေးနှိပ်ထားရုံနဲ့မိတ်ဆွေတို့အတွက်ဘွားတစ်ခုနော်ဒုတိယတကယ်တမ်းအချို့ကြတော့တကယ်ထဲထဲဝင်ဆိုတော့ဒီတန်းမှာအချို့အချို့တစုံတရာတော့ရလိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလည်းဒါဒုတိယ ကျွန်တော်ကရင်တော့ဆိုရင်ဒီတဲကိုပဲစိတ်နှစ်ပြီးလုံးနေတော့ဟိုတော့ဆိုရင်ဒါကျွန်တော်ရဲ့ဒီမှာအခုကျွန်တော်မမှန်ဘူးဆိုရင်ဒီ software မှာနှိပ်ထားတဲ့အနေထားကိုကြည့်ပါเนาะနောက်ပိုင်းမှာကျွန်တော်မှမှာအခက်အခဲတွေနဲ့ကျွန်တော် line မဟုတ်မတက်ပြတာဖြစ်တဲ့အတွက်ဒါလည်းပါလန့်နေကွာအဲတော်လားနော်အေးစတက်တယ်စတက်နေဟုတ်တယ်ဒီကောင်ရှုပ်ရင်ပောက်ကနန်းဝင်ပြီနော် သတိထား၈၆နှလုံးပေါင်း၄၃ညနဲ့ပေါင်းတော့၄เนาะ၄ရဲ့ပါဝါ၉เนาะ၄ကိုအချင်းဖြစ်ပါတယ်၄ကိုအချင်းကို၅တလုံးပိုင်းနဲ့เนาะဤကို၄ဤကိုဆိုလို့စင်54เนาะ54တကွက်ရှိမယ်59တကွက်ရှိမယ်เนาะအဲ့တော့၄ကိုအချင်းနဲ့ကျွန်တော်ထုတ်ပေးလိုက်တယ်နှစ်ကွက်အဲ့တော့ break ကိုကျွန်တော်ဒီမှာတစ်ချက်ပြမယ် ဟာဒီမှာ break ကကျွန်တော်တို့ဗာ break လဲဆိုတော့7ရက်9ရက်ပေါင်းတော့တုံညတယ်နော်တုံညတုံညပါဝါ9တုံည9 break ဟာဒီမှာတုံည9 9 break ဖြစ်တယ်နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်တုံညရဲ့9ရက်ပေါင်းတော့9နော်9ရက်ပါဝါ4 9 break ဒီဘက်မှာရေးလိုက်မယ်နော် ကိုလေးပြိတ်ဟမ်တားလေမလို့အောင်ကိုလေးပြိတ်မှာကျွန်တော်တို့ဗာကြလဲဟာဒီမှာ36ဆိုပြီးတော့ကိုပြိတ်နဲ့ကြတယ်ဒီမှာ35ပြိတ်35ပြိတ်မှာဗာကြလဲကျွန်တော်တို့35 5ပြိတ်နဲ့ကြရနော်ဒီမှာကိုလေးပြိတ်မှာကိုပြိတ်နဲ့ကြရနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာကြတော့ နှလုံးမောင်းကိုနော်နှလုံးမောင်းကိုကိုပါပါလေးကိုလေးဘရိတ်ပဲလာဖြစ်တယ်နော်အဲ့တော့ကိုလေးဘရိတ်ကိုကျွန်တော်တို့ကဒီမှာတင်ကွက်ဆိုတော့နော်တော်တော်ကောင်းတယ်ကနန်းနှုတ်ကွက်တယ်နော်ငါးလေးနဲ့ငါးကိုနှုတ်ကွက်တယ်ကြိုင်အောလို့ရတယ်နော်တခါတလေကနန်းနဲတာဖြစ်တဲ့အတွက်အောမှဆိုရင်အောလို့ရတယ်နော်အဲ့တော့စကွင်ဆော့ရိုက်ထားမှဆိုရင်ရိုက်ထားပါနော် စကွန်ရှော့ရိုက်ချင်တယ်ဆိုရင်ရိုက်ထားပါဘရိန်းညာခါလဲပဲဒီဆိုင်မျိုးကရာခဲပြီချင်းเนาะအဲ့တော့နှစ်ကတ်သုံးပင်မျိုးဖြစ်တဲ့အတွက်ကျွန်တော်မိစင်များမလုပ်ရဲစရာအကြောင်းရှိဘူးเนาะအဲ့တော့ကျွန်တော်တိုက်တွန်းတာမဟုတ်ဘူးမိမိစိတ်မိမိကိုယ်တိုင်ဆုံးဖြတ်ပါเนาะဆုံးဖြတ်ပါ20ရတော့တော်တော်ကောင်းနေရေเนาะအဲ့တော့20တွေကကလနာမှာလဲကျွန်တော်တို့ကဒီကလနာ queen ဆိုတာကဒီ popular တွေအဲကျွန်တော်တို့ဒီ short secret တွေကိုအချင်း ဟဲ့မနေ့ဒီ9နာရီ10နာရီကြာလို့ဆိုရင်ကျွန်တော်တို့အနည်းငယ်ကြည့်တာပိုကောင်းတယ်အဲ့လိုဟာမျိုးတွေကြတော့အခု line မှာမှန်ပါတို့အဲ့လိုမျိုးတလုံးပိုင်းတို့နော်ကနန်းတကွက်တို့ရောင်းစားတာအဲ့လို site တွေကြည့်ပြီးတော့တကယ်တမ်းတော်တဲ့ဆရာတွေအဲ့လိုလှုပ်စားတာဖြစ်ပါတယ်နော်အဲ့ဒါလေးတော့ကျွန်တော်ရှင်းပြခြင်းတယ်ကျွန်တော်လည်းဒီတိုင်းပဲအဲ့လိုအချိန်မျိုးကြရင်ပို့ပြီးတော့အကောင်းတယ်ဒါကတော့ကြိုးပင်တွက်ထားတာဖြစ်တဲ့တို့ကနော်ဖြစ်နိုင်ရင်လည်း ကျွန်တော်တို့50 50ရာခိုင်နှုန်းဖြစ်ပါတယ်ဒါအတော့50 50ရာခိုင်နှုန်းဖြစ်ပါတယ်100ရာခိုင်တော့မဟုတ်ပါဘူးเนาะအနီးကတွဲခွင့်နေတွေ့တယ်ဆိုလို့စင်ဒါအတော့100ရာခိုင်နှုန်း60ရာခိုင်နှုန်းကောင်းပါတယ်ဒါအတော့တော်နည်းဆရာတိုင်းရဲ့အနေထားအဲ့တဘောပါပဲเนาะအဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးဒါအတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်အဲစေတနာနဲ့ကျွန်တော်ပြပေးတာဖြစ်တယ်အဲ့တော့ဒီနေ့မှဆိုရင်တော့ကျွန်တော်ညပေးခဲ့တာမပြောက်ပတ်ဒီမှာ3ညခွန်เนาะလောက တန်းနေဟိုအဖေဒီမှာအလုံးလုံးရှင်းနေတဲ့ပုံစတာခုမှတတ်တာဟုတ်တယ်ကဲ့ဟွန်းအလုံးရောပြတို့ခင်းနေอืมဒါရှိအဲ့တော့ကျွန်တော်မေးစင်ညာအားလုံးเนาะနောက်တစ်ဆိုင်ကျွန်တော်ဆက်ပြမယ်မှတ်ထားလိုက်နော် break က ဝမ်းကျိန်းကကျွန်တော်တို့ကိုလေးဝမ်းကျိန်းနော်ဘရိတ်က6လေးဘရိတ်နဲ့ကျွန်တော်တို့လုံးပိုင်းက9လုံးပိုင်းနဲ့နော်ကျွန်တော်အပြီးပေါက်ကတော့2ကွက်တည်းပဲရှိတယ်နော်ကျွန်တော်တို့9လေးနဲ့9လေးနဲ့9ကိုဖြစ်ပါတယ်နော်9လေးနဲ့9ကိုအဲ့တော့မနေ့ကတော့ကျွန်တော်အနေနဲ့ကျွန်တော်ဘာအားကောင်းဆုံးလဲဆိုလို့ရှိရင်ညီကိုအားကောင်းဆုံးဖြစ်ပါတယ်နော်အဲ့တော့ကလေးကြိုက်တယ်ဆိုရင်တော့အပူလှဲ့ထိုးပေါ့နော်ကျွန်တော်တို့9 9 4 4 9 9ဒီ3ခွက်ရှိတယ်နော်အဲ့တော့ဘယ်ဘက်မှကျွန်တော်တို့ရှောင်း ထွက်လို့မရအောင်ကျွန်တော်ကဒီမှာချက်ပေးလိုက်တာဖြစ်ပါတယ်။ကဲနောက်တစ်ဆိုင်ပြမယ်နော်။ကျွန်တော်တို့ကြံခဲ့တဲ့ break တစ်ခုကိုကျွန်တော်ပြပေးမယ်နော်။အေး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 ။နော်။အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာချက်ပြပေးမယ်နော်။ကြာသာပရိနိယထွက်တဲ့ကဏ္ဍကကျွန်တော်တို့29မိနစ်ခင်းเนาะ29တရှိညနေခင်း နော်ပြီးလို့စေပြီးခဲ့တဲ့ဘက်ကနော်ပြီးရင်ကျွန်တော်တို့တော်ကြနေရ36နဲ့88ဆိုပြီးတော့ဒါနရက်နော်အဲ့တော့ဒီနေ့ထွက်တာကကျွန်တော်တို့ဒီမှာနက်က36နော်ပြီးလို့စေကျွန်တော်တို့ညနေခင်းက25ဆိုပြီးကျွန်တော်တို့ထွက်နော်ဒီကအနီးကကျွန်တော်ဘလို့ရှာလဲဆိုတာလေးကိုတော့ကျွန်တော်ဒီမှာချက်ထောက်ပြပြီးသွားမှာနော်ဒါတော့တလုံးပိုင်းပေါ့တလုံးပိုင်းမူလေးကျွန်တော်မြင်တာလေးယူပေါ့နော်ဒီကနေ့၃လုံးဟာ၃နဲ့ เนาะဒီကနန်းသုံးလုံးဟာ၄တဲ့ဒါဆိုဒီကနန်းသုံးလုံးဟာ၅လို့ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဒီမှာနှလုံးပေါင်း၈ရှိတယ်เนาะ၈ကို၅လို့ဖြစ်ရမှာဆိုတော့ဟာဒီမှာခွန်ထဲမှာ၈နဲ့သုံးလုံးပေါင်းခြင်းဒီ၅လို့ဖြစ်ပါတယ်ပြေကုန်မယ်လို့သုံးလုံးပေါင်းခြင်းဒီ၅လို့ဖြစ်ပါတယ်ဒါဆိုရင်ခွန်ထဲစီးရှိပါတယ်เนาะအဲ့တော့ကျွန်တော်ပါကြောက်ဒီကျန်ကနန်း ခွန်ကိုပျောက်ကနန်းခွန်ကိုပါကြကျွန်တော်ဒီမှာပြီးလဲဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ပြီးတာဖြစ်ပါတယ်နော်ဒီညနေမှာအဲ့ခွန်ကိုသူကခွန်လို့မချဘဲပါပါနဲ့ချသွားတာဖြစ်ပါတယ်နော်အဲ့တော့အစောကကျွန်တော်တွေ့ပြတာတဲ့ကျွန်တော်တို့လုံးပိုင်း၅ပေါ့နော်၅လုံးပိုင်းကျွန်တော်တို့ဒါတော့လုံးပိုင်းလုံးပိုင်းကကျွန်တော်တို့ 1J ဝမ်းကျင်ရကျွန်တော်တို့ကိုးလေးနော်ဝမ်းကျင်ရကိုးလေးလုံးပိုင်ကကျွန်တော်တို့ငါနော်ပရိတ်ကပရိတ်ကကိုးလေးကိုးလေးပရိတ်အဲ့တော့ထိုးကွက်အနေနဲ့ကျွန်တော်တို့ကဒီမှာ54 59ဟုတ်ပြီနော်ပြီးလို့စေကျွန်တော်ဒီမှာ ခွန်ရှိတဲ့အတွက်ခွန်လေးခွန်ကိုနော်ခွန်လေးခွန်ကိုဟုတ်ပြီလားနောက်ထပ်ကျောင်းမိတ်ဆွေတွေကိုကျွန်တော်စတဲ့ဆိုင်ရှာလာတာနော်84နော်84အပူးဆိုလို့စရင်တော့ကျွန်တော်တို့ဒီမှာငါဘူး Kivu Kovu no À đó Cho mấy xem nha Bây cú ở đó 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 cao nào bó nó Bây cú bây lì Nó Thì mà bây nè xo anh đi Đi nha qua cả đó đàm mấy anh qua bó Nó Nó qua cả đó mấy anh qua chết bà đi Bao gồm mà được qua Kể á lâu mà nó Thì cái này nha Lấy lâm à rồi Sẽ nè đây ạ Bà bê phí phê bà no ကျွန်တော်အရေးရှင်ရှိမှကျွန်တော်တို့ brand များဆိုတာ nominate ပါဘူးကိုယ့်အရေးရှင်ရှိမှကိုတက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါအရေးရှင်ရှိသေးတဲ့အတွက်ကြည့်ရှုသူနည်းနည်းသေးတာဖြစ်တဲ့အတွက်ကျွန်တော်ဘာမှလွမ်းနေစရာလည်းမလိုဘူးเนาะနောက်တော့တဖြည်းဖြည်းကိုယ့်အရေးရှင်တက်လာတယ်ဆိုရင် auto မဖိတ်ခေါ်လဲရောက်လာမှာတော့တည်ကြတယ်เนาะအဲ့တော့အခုလက်ရှိကြည့်ရှုပေးတဲ့เนาะ မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်တယ်။အောင်မြင်မှုရရှိပါစေ။တကယ်လည်းရဖို့ရမှာဖြစ်ပါတယ်နော်။ကျွန်တော်အဲ့လိုမကောင်းမနဲ့ကျွန်တော်မပြောဘူးနော်။အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းတဏီထိုးတာဖြစ်တဲ့အတွက်နော်စေတနာထည့်ပြီးတွေ့ပြတာဖြစ်တဲ့အတွက်အားလုံးကံကောင်းလိုက်မယ်။နောက်ပြန်အသေးစားပါပဲနော်။ကဲအားလုံးကိုဘိုင်ဘိုင်။